င်္ဂလာပါရှင်ကျွန်မကတော့ချီချိုဆက်မှာ DPPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ်ထိုင်းနိုင်ငံတက်ခရိုင်မက်ထော်ဂိတ်မှာအော်တိုဘားလ25ရက်နေ့ကမြန်မာနိုင်ငံနယ်စပ်ဘက်ကနေတည်ဆောက်လာတဲ့ Starlet အလုံး60ကိုဖမ်းဆီးရမိခဲ့ကြောင်းဒေသတွေသတင်းတွေမှာဖော်ပြပါရယ်။ online ငွေလေးစင်တာအုပ်စုတွေမြန်မာဘက်အချမ်းကနေ ထိုင်းဘက်ကိုရွှေ့ပြောင်းမှုကြံစီနေတာဖြစ်ပြီး ထရက်ကားနဲ့မဲဆောက်တဲ့ဇပဲ့ချံကိုတည်လာစဉ်စစ်စေးကိတ်မှဖမ်းမိခဲ့တာလို့သတင်းတွေမှာဖော်ပြပါရယ်ထရက်ကားမောင်နှင်သူနဲ့ကားကိုတော့မက်ထော်ရက်စခန်းမှာဖမ်းဆီးထိသိမ်းအရေးယူထားပါရယ်အနာသိစစ်တပ်အနေနဲ့ထားမြမနယ်ဇက်တလျှောက်ကရွှေကုတ်ကိုအပါဝင် ကြားဖြတ်အွန်လိုင်းငွေလိပ်စင်တာတွေကို အော်တိုဘားလာအတွင်ဝင်ရောက်စီးနင်းနေတာပါအော်တိုဘားလာ25ရက်ကအွန်လိုင်းငွေလိပ်စင်တာရှိရာကကေပတ်ကိုစစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီး ထိုင်းနိုင်ငံအစပ်ဘက်ကလည်းကြာရောက်ပောက်ွယ်ခဲ့တယ်လို့သတင်းတွေမှာဖော်ပြပါရရှင်။ကချီလူလရဲ့တက်မတော်ခရယာထိတ်ချုပ်ထားတဲ့ကချီပြည်နယ်ကမြန်မာတရုတ်နယ်စပ်ကိတ်တွေကိုအော်တိုဘာလ25ရက်ကစပြီးတရုတ်ဘက်ကနေအကန့်အသတ်နဲ့ပြန်ဖွင့်ပေးခဲ့တယ်လို့ခရယာကပြောပါရတယ်။ ခရီးဌာနချုပ်ထားတဲ့တရုတ်နယ်ဇက်ဂိတ်လိုက်စာမိုက်ချာယန်လွယ်ချေကံပိုက်တီစားတဲ့နယ်ဇက်ဂိတ်ကလုံးနီးပါးမှာလူသုံးကုန်နဲ့စားသောက်ကုန်တည်တံ့ကိုပဲအဓိကတည်သွင်းခွင့်ပြုခဲ့တာလို့ဆိုပါရယ်73စီအပါဝင် electronic နည်းပညာပစ္စည်းတွေစစ်ဘက်သုံးပစ္စည်းတွေကိုတော့ကန့်သက်ထားဆဲပဲလို့ခရီးသတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘူမူဂျီနိုဘူက DBB ကို ပြောပါရယ်တရုတ်ဘက်အကန့်သက်တဲ့နယ်ဇက်ဂိတ်တွေကိုပြန်ဖွင့်ပေးလိုက်တာဟာပြည်သူလူထုအတွက် ကောင်းကျိုးတက်ရောက်မှုရှိပြီးအလုံးစုံလူလူလတ်လတ်နဲ့ဇက်ကိတ်တွေပြန်ဖွင့်နိုင်ဖို့ KIO နဲ့တရုတ်အစိုးရအကြားမကြာမကြာတွေ့ဆုံညှိနှိုင်းနေတယ်လို့ဗိုလ်မှူးကြီးနှုတ်ဘူးကပြောပါတယ်ရှင်။ကြားဖြတ်ငွေလိပ်စင်တာတွေရှိရာ KK ဘက်ကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးတာဟာဟန်ပြတာဖြစ်ပြီးဝန်ခါဘက်မှာကြားဖြတ်လုပ်ငန်းတွေပုံမှန်အတိုင်းလူသိမ်းနဲ့ချီဆက်လက်လုပ်ကိုင်နေပါတယ်။ဇွဲသစ်တင်ပေးပို့ထားပါတယ်ရှင်။ ြီးနေပြီညာတော့ကြီးနေပြီကရင်ပြည်နယ်များပြည်မြို့နယ် KK ပတ်ဝင်းတဲ့ကကြားဖြန့် online ငွေလိမ်ခိုင်းတွေကိုမြန်မာစစ်တပ်ကအော်တိုဘားလ22ရက်နေ့မှာဝင်စီးတဲ့တဲ့ရင်ကြောင့်ကြားဖြန့်လုတ်ကင်သူတွေအလုံးရင်းနဲ့ထွက်ပြေးကြပြီးထိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးလာတဲ့နိုင်ငံသား2000နီးပါးရှိတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါဗျ။ထွက်ပြေးလာသူတွေတဲ့တရုတ်နိုင်ငံသားအများဆုံးဖြစ်ပြီး ထိုင်း၊အိန္ဒိယ၊နီပေါ်၊ကနေဒါ၊ဗီယက်နမ်၊တီရီလင်္ကာ၊အီသီယိုးပီးယား၊ဘင်္ဂလားဒေ့ရှ် ဖိလစ်ပိုင်ပါကစ္စတန်စတဲ့နိုင်ငံပေါင်း22နိုင်ငံကနိုင်ငံသားတွေပါဝင်တယ်လို့သိရပါဗျ။စစ်တပ်ကကြားဖြတ်ငွေလိမ်စင်တာတွေရှိရာ KK ဘက်ကိုဝင်ရောက်ဖမ်းဆီးပြတာဟာဟန်ပြသက်သက်သာဖြစ်ပြီး KK ဘက်နဲ့အနီးဆုံးမက်ထော်တလေးအဝင်ဝန်ခါဘက်မှာကြားဖြတ်လုပ်ငန်းတွေပုံမှန်တိုင်းလည်ပတ်လုပ်ကိုင်နေတယ်လို့ဆိုပါတယ်။ KK Park မှာခုစက်တက်ကလာပြီးတော့မှ Starlink လေးတွေဖမ်းပြတာတို့ဟိုနာဒီနာလောက်ပြတာတွေကတော့ဒါတော့ for sure တက်တက်ပါလို့ပြောကြပါတယ်အမှတ်ချက်ပေးကြပါတယ်ဒါကသူတို့တကယ်လုံနေတာမဟုတ်ဘူးသူတို့ရဲ့ဒီရွေးကောက်ပွဲအတွက်သူတို့နာမည်ကောင်းရပြီးအတိမပြုခန့်ကျင်လို့သူတို့လည်းတိုက်ဖြတ်နေပါတယ်ဆိုတဲ့ဒါတရုတ်ပြည်အားနဲ့သူတို့လည်းလည်းလှုပ်ပြတာပဲရှိပါတယ်ဒါကတော့ဗာလဲဆိုတော့သူ့ရောင်ရွေးကောက်ပွဲလှုပ်ဖို့အတွက်တရုတ်ကလည်းစစ်တပ်ကိုပတ်ဆောင်ကိုကြီးပန့်ပိုးပေးနေတာဆိုတာကိုလည်းကျွန်တော်တို့မေ့လို့မရပါဘူးဆိုတော့ဒီမှာဒီတရုတ်ရဲ့စီးပွားရေးတွေ အဓိကအဖြစ်ကတော့ကြံဖြန့်နေမှာလုပ်နေတဲ့လူတွေကစက်တက်ရဲ့ USDP ကပါတီဝင်တွေဖြစ်တယ် main group ကတကယ်အဲ့ဒီလောင်းကင်မှာလုပ်နေတဲ့အဲ့ဒီ PDF တွေဆိုလို့ရှိရင်အကုန်လုံးသူတို့ပဲမွေးထုတ်တယ်သူတို့ပတ်စံပြန်ပေးတယ်တရင်နဲ့ညိန်သွားပြီဆိုလို့ရှိရင်သူတို့ကတော့ဒီစီးပွားရေးကိုဘယ်လိုမှလက်လွတ်မှာမဟုတ်ဘူးဆိုတာကိုတော့အတည်အလင်းမှတ်ချက်ပေးကြပါတယ်ပေါ့နော်စတက်ရဲ့တရင်ထုတ်ပြန်ချက်တွေရ KK ဘက်ကိုအော်တိုဘားလ19ရက်မှာဝင်ရောက်ဖမ်းဆီးရှင်းလင်းခဲ့ရာ Starlink အလုံး30 ကြားဖြတ်အလုပ်လုပ်ကိုင်နေသူအမျိုးသား1600ကျော်အမျိုးသမီး455ယောက်စုစုပေါင်း2190ကျော်ကိုဖမ်းဆီးရမိကြောင်းအော်တိုဝါလာ23ရက်နေ့မှာထုတ်ပြန်ပါတယ်။အော်တိုဝါလာ24ရက်ညပိုင်းကလည်းစစ်တပ်က KK ပတ်ဝင်းတဲ့ကို drone နဲ့ဘုံတလုံးကျဲချခဲ့တယ်လို့ဒေတာတွင်သတင်းတွေရသိရပါတယ်။စစ်တပ်ဘုံကျဲချတဲ့နေရာမှာလူတွေမရှိဘဲဟန်ပြသက်သက်သာလုပ်တယ်လို့နီးစပ်သူတွေကပြောပါတယ်။နိုင်ငံတကာရဲ့ဖိအားတွေကအာတဖြည်းဖြည်းနဲ့ပို့ပြီးတော့ကြီးလာတယ်။ အဲပြီးတဲ့ခါကျတော့ဒီပြဿနာကဒီစက်တက်ရဲ့အားပေးအားမြောက်မှုမရှိဘဲနဲ့ BGF ကဘလုံးမှသူတူတူနဲ့ဒီဟာကိုဘလုံးမှလောက်ကင်လို့မရဘူးဆိုတာလေနိုင်ငံတကာကလည်းနားလဲသဘောပေါက်နေပြီပေါ့နော်တွင်းထဲမှာတိမ့်နဲ့ခြေပြီးတော့ရှိရပေါ့နော်တိမ့်နဲ့ခြေပြီးတော့ရှိတဲ့လူတွေကိုကျွန်တော်တို့ကဒီလင်းကားတောင်တပေါင်းလောက်ဖမ်းပြပြီးတော့မှဒါကကုန်သွားတာမဟုတ်ဘူးသူတို့မကြိုက်တဲ့လူတွေပဲသူတို့ထုတ်တာအခုတချို့တွေဆိုထွက်ပြေးနေတာတွေရှိတယ်တချို့တွေဆိုအလောင်းနေပါတရားစားတွေ့လာတယ်ဆိုတော့ ခိုင်းကလေးနဲ့မှပေါ်လာတာလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုတွေကျွန်တော်တို့ပြန်ကြည့်မယ်ဆိုလို့ရှိရင်အတွင်းထဲမှာဘလောက်ထိဖိနှိပ်ရိုက်ရက်ရက်ဆက်ဆက်ကြမ်းတမ်းနေတယ်လဲဆိုတာကိုလည်းခံမှန်းလို့ရတယ်ပေါ့နော်ပြီးတော့ BGF ကဒါကိုအပြည့်အဝတကယ်ကြမ်းဖြတ်နေကို ကာကွယ်ပေးပြီးတော့မှသူတို့ကိုဂျိုးစီပေါ်ရဲ့အတွက်ကိုလုပ်နေတယ်ဆိုတာကတော့ဒါရှင်းလင်းဖြစ်နေတာပေါ့နော်မြန်မာနိုင်ငံဟာကြားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းနေကြောင်းတရုတ်နိုင်ငံနဲ့တကွလာမယ့်အော်တိုဝါလာ26ရက်ကနေ27ရက်နေ့ထိမလေးရှားနိုင်ငံမှာပြုလုပ်မယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာတင်ပြဖို့အခုလိုနှိမ်နှင်းပြနေတာလို့လေ့လာသူတွေကသုံးသပ်ပါတယ်ထိုင်းမြန်မာနယ်စပ်တခြားကရွှေကုတ်ကိုအပါအဝင်တရုတ်ကြားဖြတ်ငွေလဲစင်တာတွေကိုနိုင်ငံတကာဖိအားကြောင့်သာစစ်တပ်ကနှင်းနှင်းပြနေတာဖြစ်ပြီးနယ်စပ်တခြားကြားဖြတ်လုပ်ငန်းတွေမှာလူအင်အားသိမ်းသိမ်းချီဆက်လက်လုပ်ကိုင်နေပါတယ်ခင်ဗျာကျွန်တော်ဇွဲသစ်ပါ ကမ္ဘောဒီးယားထိုင်းငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်ရေးထိုးပွဲမှာကြားဝင်ဖြန့်ဖြဲသူအမေရိကန်သမ္မတဒေါ်နယ်ထရမ်ကကုလသမဂ္ဂကိုအော်တိုဘာလ26ရက်မှာအပြင်းထန်ဝေဖန်ခဲ့ပါတယ်။ကမ္ဘာအဖွဲ့အစည်းကလုတ်ခဲတင်တာဖြစ်ပေမဲ့သူတို့ကအရေးယူဆောင်ရွက်ခြင်းမရှိဘူးလို့လည်းဆွဆွဲခဲ့ပါတယ်။ကုလသမဂ္ဂကဘာမှမလုပ်ဘူးလို့ထရမ်ကပြောရင်ငြိမ်းချမ်းရေးကြိုးပမ်းချက်တွေကို မထောက်ပံ့တဲ့အတွက် ကုလအဖွဲ့အစည်းကိုဝေဖန်ပြောကြားခဲ့တာပါ။ အမေရိကန်နိုင်ငံဟာမျိုးဆက်များစွာအတွက်ဒေသတွေအတွက်အားကောင်းတဲ့မိဖက်တအူဖြစ်လာမယ်လို့လည်းအမေရိကန်သမ္မတဒိုနယ်ထရမ်ကအရှိတအအားရှခေါင်းဆောင်တွေကိုအော်တိုဘာ26ရက်မှာပြောခဲ့ပါတယ်ထရမ်ဟာအရှခီးစင်ရဲ့ပထမဆုံးခီးစင်အဖြစ်မလေးရှားနိုင်ငံစီရောက်နေပြီးဇူလိုင်လမှာ9ရက်ကြာနေဆက်ပရိပခါကိုအဆုံးသတ်ဖို့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားမှာဂျာဝင်ညှိနှိုင်းပေးခဲ့တာပါ ကမ္ဘောဒီးယားထိုင်ပြစ်ခတ်ရဲ့ဆက်ရဲသဘောတူညီချက်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရှေ့မှလက်မှတ်ရေးထိုးခဲ့ကြပြီးငြိမ်းချမ်းရေးစီဦးတည်တဲ့လမ်းကြောင်းတစ်ခုလို့ထိုင်းနိုင်ငံရဲ့ဝန်ကြီးစီဟာဆပ်ဖောက်ကက်ကယောက်ကခေါ်ဆိုခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့ဝန်ကြီးကအမေရိကန်သမ္မတရဲ့ပါဝင်ပတ်သက်မှုကိုလည်းအော်တိုဘားလ26ရက်မှာချီကျူးဂုဏ်ပြုခဲ့ပါတယ်ရှင်။ ဒီပပီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချူချူဆက်ပါရှင်